မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့လူကြောင်တိုက်ခိုက်မှုတွေကြောင့်ကျောင်းသူကျောင်းသားနဲ့ဆရာဆရာမတွေဟာလုံခြုံမှုရှိပဲပညာသင်ကြားရေးအတွက်အကျက်တဲတွေဖြစ်နေတာဖြစ်ပါတယ်။ဒီကရက်ရှစ်ပိုင်းကစကိုင်းဒေသမှာဖြစ်ပွားခဲ့တဲ့လူကြောင်တိုက်ခိုက်မှုတွေဟာစာသင်ကျောင်းတွေကိုဖျက်ဆီးပြီးကလေးငယ်တွေရဲ့နာဂတ်ကိုချိတ်ချောက်နေတာဖြစ်ပါတယ်။ဒီပြည်မျိုးနယ်ဥရိန်နယ်ကြီးပါစာသင်ကျောင်းကိုစစ်ကောင်စီတပ်က မေလ12ရက်နနက်7:00နာရီဝန်းကျင်အချိန်မှာလေကြောင်းသုံးပြုပြီးဘုံကျဲတက်ခတ်ခဲ့တာကြောင့်ဆီယမာ2ဦးအပါဝင်ကျောင်းသားကျောင်းသူ24ဦးတည်ဆုံးခဲ့တာရှိပါတယ်။ဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာဒီဘီမျိုးနယ်အပါဝင်ဂနီရင်းမှန်မှန်ဆလင်းကြီးကျောင်းဦးစတဲ့မျိုးနယ်တွေကအမျိုးကြီးပညာရေးကျောင်းတွေကို ရုတ်တရက်ယာယီပိတ်လိုက်ရပြီးဆက်လက်ဖွင့်လှစ်နိုင်မှုအတွက်အမျိုးကြီးရဲ့လုံခြုံမှုစီမံတွေလိုအပ်တယ်လို့ အလူကြီးပညာရေးကျောင်းမှာစာသင်ကြားပေးနေတဲ့စီရန်ဆရာတို့ကအခုလိုပြောပါတယ်။ဤသူအခြေပြုကျောင်းဆိုသလိုပဲဤသူအခြေပြုပြောကြတော်လို့ပြောကြမှာဖြစ်တယ်။ဒါကြောင့်ကလေးသူငယ်တွေရဲ့မိဘတွေကြီးဟာအလာပိုင်အဖွဲ့တွေညနေအလာပိုင်အဖွဲ့တွေနဲ့လည်းပူးပေါင်းပြီးတော့ရှေ့ဆက်ပညာသင်ကြားဖို့အစီအစဉ်တွေကိုတောင်းခံမယ်။တောင်းခံလို့မရလည်းကျွန်တော်တို့ဖြစ်အောင်ရုံးမယ်။ဒါကြောင့်လဲဆိုတော့ကျွန်တော်တို့တော်လိုင်းကာလာကို မျိုးမျိုးပြုံတွေ့ခဲ့ပြီးပြီမျိုးမျိုးကျုံတွေ့တဲ့တန်တွေအန်တုပြီးတော့ဆက်ပြီးတော့ပညာရေးကိုကြီးတက်မယ်ဒါဘာလို့လို့ဆိုတော့ကျွန်တော်တို့ကလေးတွေရဲ့ရှေ့ရေးအတွက်ကျွန်တော်တို့ကြိုးစားရုံးခံမယ် NG အစိုးရအတွက်ကျွန်တော်တို့နောက်အောက်ကနေပြီးတော့ထောက်တိုင်တည့်ရဲ့အနေနဲ့ထောက်ပေးတယ်ထောက်တိုင်တည့်ရဲ့ထောက်ပေးတဲ့နေရာမှာအပေါ်ကအမူးလေးတော့မိုးပြီးတည်ကျင်တယ်လို့ကျွန်တော်လက်ရှိ NG လောက်ကပညာရေးဝန်ထမ်းဆရာတယောက်အနေနဲ့တောက်ခံလို့ပါလေ မဲမတမာမှုရှိရဆိုတဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီအာဏာသိမ်းပြီးကလေးကအန်ယူဂျီကပြည်သူ့အခြေပြုစာတင်ကြောင်းတွေကိုစုံမထမ်းချုပ်နယ်မြေတွေမှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်အန်ယူဂျီပညာရေးဝန်ကြီးဌာနကအွန်လိုင်းစာတင်ကြောင်းနဲ့လူမှုအခြေပြုစာတင်ကြောင်းတွေကနေတဆင့်ကျောင်းသူကျောင်းသားတွေကိုပညာသင်ကြားဝင်ပေးနေတာဖြစ်ပါတယ်။ဆရာဆရာမတွေအတွက်လက်ကျင့်ရေးဆောင်ရွက်နေပြီမဲ့လူကြုံမှုဆိုင်ရာစိန်ခေါ်မှုနဲ့ ဘတ်ဂျက်ပြည့်လတ်မှုတွေကအဓိကတာစီဖြစ်နေတယ်လို့အခုလိုပြောပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဘတ်ဒီမှာဆိုရင်ဒါဆရာသမားတွေလည်းအဲထောက်ပံ့ငွေလေးအနေချင်းလေးတွေနဲ့ဒါသင်ကြားပေးနေကြတယ်ဒါအခုချိန်ထီတော့ရည်တည်နိုင်နေတယ်တဖြည်းဖြည်းနဲ့ဆိုရင်တော့ဒါမျိုးအဲအစိုးရဖွဲ့စည်းတွေကနေပြီးတော့မထောက်ပံ့တော့ဘူးဆိုရင်တော့ရရှိမှာရည်တည်ဖို့ကတော့ခက်ခဲလာမှာပေါ့နော်အဲ့လိုမျိုးတွေ ဒါအခွန်အခတွေကိုစူးမှုနယ်မြေတွေမှာအခွန်အခတွေကောက်ပြီးတော့ဒီပညာရေးဘက်ကိုလည်းဖိဖိစီစီလေးအဲထောက်ပံ့ပေးနိုင်မှုတွေလိုအပ်တယ်ပေါ့နော်ဒါကျွန်တော်အမြင်ပြောတာပေါ့နော်ရေရှည်ရက်တည်နိုင်ဖို့အတွက်လက်ရှိမှာစစ်ကောင်စီကစာတင်ကြောင်းတွေကိုပြစ်မှတ်ထားပြီးဒီကြောင်းတိုက်ခတ်မှုတွေပြုလုပ်နေတာကြောင့်လုံခြုံစွာပြည်ချတင်ကြားနိုင်မဲ့အစီအမံတွေမြို့နယ်ကျေးရွာတိတိမှာစဉ်းစားလာတာကိုတွေ့ရပါတယ်ဒီရှင်တွေနဲ့ပတ်သက်ပြီးကျောင်းသားမိဘ ူကအခုလိုပြော့ပြောက်သွားတယ်။ရေရှည်ကြရင်တော့ဗောနော်အเจ้าတွေဆက်ဖွင့်နိုင်မှာမလားဗော။ဒါပေမဲ့ပညာရေးဆိုတာလည်းရက်တန့်ထားလို့ကောင်းတဲ့ຢာလည်းမဟုတ်ဘူး။ အသက်တွေတစ်နှစ်ပြီးတစ်နှစ်ကလေးတွေလည်းကြီးလာဆိုတော့သူ့အသက်နဲ့သူ့အတန်းနဲ့သူရအောင်ဆိုပြီးတော့ကြာလဲဒီအခြေအနေတွေလည်းတွေးပြီးတော့ကြာတော့နိုင်ငံနိုင်ငံအဓိကရေတောင်းမြစ်ကိုလည်းတွေးရသေးရဲ့လေအဲကြာတော့ចောင်းတွေဖွင့်အောင်ကြိုးစားရတယ်ဒါပေမဲ့ပေါ့နော်သူကစစ်ကောင်စီကတော့ပေါ့နော်အမြဲမပြတ်ဒီចောင်းတွေကိုပဲပြင်ပထားပြီးတော့တိုက်ခိုက်နေတာဆိုတော့ကြာတော့ပေါ့နော်ကျမတို့ကတော့ပေါ့နော်ဟိုစိုးရိမ်စိမ်းနဲ့သားသမီးတွေကိုចောင်းထားနေရတယ်ပေါ့နော်ဒါပေမဲ့ပေါ့နော်ပညာရေးကိုတော့အဓိကဥတီပြီးတော့ သွားနိုင်ဖို့ကျမတို့ပြည်သူတွေအနေနဲ့လည်းပေါ့နော်စ조사နေရဆိုတဲ့အကြောင်းကိုလည်း NUG ဆိုရအောင်လည်းသိသိရှင်းပါရရှင်ဒီနေရာမှာမေကွန်ထုတ်เสียရှိတာကစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဘုံဘဆိုးရွားလာတဲ့မြန်မာနိုင်ငံရဲ့အချက်တဲကိုဖြစ်ရှင်းရမှာဒီလိုစုလိုက်ပြုံလိုက်တည်ဆုံးစေခဲ့တဲ့စစ်ကောင်စီတပ်ရဲ့လုပ်ရက်တွေဟာဒီပြဿနာတွေအတွက်တကယ်ပဲအပြည့်ဟုတ်ရလားဆိုတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်လွတ်မှုပါအညာဒေသလွတ်မြောက်နိုင်မည်တစ်ခုအနေနဲ့ ဒီသတင်းကိုတိဆက်ခဲ့တာဖြစ်ပါတယ်။လောကောမီဒီယာရဲ့ဆက်လက်ချက်တွေအမှုပရိသတ်တွေရဲ့ထောက်ပံ့မှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Nissima TV YouTube Channel မှာ Member ဝင်ခြင်းနဲ့